လူတိုင်းလူတိုင်းမှာနှလုံးသားရှိတော့ချစ်သူရှိကြမှာပဲလက်တွဲပေါ်တော့ရှိကြမှာပဲကိုယ့်ရဲ့လက်တွဲပေါ်အပေါ်မှာရှောင်ရှားတဲ့စိတ်နေစိတ်ထားငါးမျိုးကိုပြောပြပါရစေ1 distrust ကိုယ့်ချစ်သူပေါ်မှာတန်တရားရှိနေပြီလားရှိနေအဲ့ဒီတန်တရားစိတ်ကိုပထမဆုံးဖြေလျှော့လိုက်ပါ ဖြေဖြောက်လိုက်ပါတန်တရားရှိရင်အကောင်းဆုံးဖြေရှင်းရမယ့်နေရာတော့ပုံမှန်လင်းလင်းမေးပါရိုးရိုးသားသားမေးပါတစ်ဖက်ကလည်းရှင်းရှင်းလင်းလင်းရိုးရိုးသားသားပြန်ဖြေကြပါ ဒုတိယရှောင်ရှားရမယ့်အချက်ကတော့ discard စိတ်ဝမ်းမကွဲပါနဲ့ရံမဖြစ်ပါနဲ့ဘယ်အချိန်မှရံဖြစ်တတ်တယ်လဲဆိုရင်လိုရင်းတူရှင်တစ်ခုပဲရှိပါမယ်ကိုယ့်ချစ်သူအပေါ်မှာစကလုံးအကြောင်းမထပ်ပါနဲ့ကိုယ့်ချစ်သူနားပူအောင်ဘယ်တော့မှစကားကိုမပြောမိပါစေနဲ့သို့တော့ကိုယ့်ချစ်သူကောင်းချောင်းကိုတော့ပူပူတသာလေးပြောရင်တော့နည်းနည်းလေးပဲပူပူတသာပြောပါတိတဲ့ပူပြီးပြောလို့ရှိရင်လင်ညာတဲ့စကားဖြစ်သွားမှာဆို သုံးချက်ရေးကြီးဆုံးပါပဲချစ်သူနှစ်ယောက်ကြားမှာ disloyal တစ္ဆာမဲ့မှုမရှိပါစေအချစ်ရင်းမှာတကယ်ချစ်ပြီဆိုရင်မေတ္တာတရားထက်ပိုအရေးကြီးတာတစ္ဆာတရားပါကြည်နူးခြင်းပျော်ရွှင်ခြင်းဝမ်းသာခြင်းတူဟုတ်တူဖေးမှခြင်းဂိယုဏရှိခြင်းဆိုတဲ့စေစုတ်တန်တွေဘယ်လိုပဲဆွဲခြင်းဆွဲခြင်းကင်းပတ်စမရှိဘူးပကြီးကားဆွဲလို့မရဘူးလေးချက်ကတော့ disrespect တချို့ကကိုယ့်ချစ်သူပေါ်မှာမလေးစားဘူးအเจ้าမျိုးမျိုးကြောင့်ကိုယ့်ချစ်သူပေါ်မှာမလေးစားဘူးဆိုရင်ရေရှည်လက်တွဲလို့မရတော့ဘူးလေးစားမှုမဲ့တာကိုဘလို့အပြုတ်အမူတွေနဲ့သိနိုင်တယ်လဲဆိုရင် သူ့ကိုနှိမ့်ချပြောတာမျိုး သူ့ဒီလောက်မှ မတက်ဘူးလို့ကိုယ့်စိတ်ထဲကထင်တာမျိုးဒါလေးတောင်မှ မသိဘူးလားလို့ရောင်ပြီးမပြောမိပါစေနဲ့ကိုယ့်ချစ်သူပေါ်မှာလေးစားရတယ်ဆိုရင်သူ့အပြစ်တွေအလုံးဟာတဖြည်းဖြည်းချင်းပါးလျားပြီးပျောက်သွားတတ်ပါလေနံပါတ်5အချက်ကတော့ ဘယ်လိုအကြောင်းအကျောင်းပဲဖြစ်လာဖြစ်လာကိုယ့်ချစ်သူနဲ့လမ်းခွဲဖို့ဆိုတဲ့စိတ်မမွေးပါနဲ့ dissolution သူနဲ့ကိုယ်နဲ့လမ်းခွဲဖို့ချစ်ခဲ့ကြတာမဟုတ်ဘူးလိုရင်းပြောရရင်တယောက်နဲ့တယောက်ကွဲကြကွာကြပြီဆိုလို့ရှိရင်နှစ်ဖက်စလုံးဆုံးရှုံးတတ်တယ်ဆိုတာသိထားဖို့လိုပါတယ်ဘာပဲဖြစ်ဖြစ်အချစ်ဆိုတာအပြေရှာဖို့ခက်တဲ့ပုံစံတစ်ခုဆိုတာမှန်ပါတယ်အပြေမရှိတဲ့ပုံစံတော့မဟုတ်ပါဘူးအပြေရှာဖို့ဘလောက်ပဲခက်ခဲအပြေရအောင် သူနဲ့ကိုယ်နဲ့နှစ်ယောက်ပေါင်းပြီးရှာကြပါစို့ဒါကြောင့်ဒီဒီငါးလုံးကိုရှောင်ရှားခြင်းဖြင့်ကိုယ့်ချစ်သူနဲ့ထာဝရလက်တွဲနိုင်ကြပါစေ thank you